ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ One Friday Fight 112ပြိုင်ပွဲကြီးကိုကျင်းပခဲ့ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်မှာ Fighter 3အောင်တော်ပေါင်းရှင်မင်္ဂရခဲ့ခင်ဗျာဒါဟာမြန်မာ Fighter တွေအတွက်ကာလတစ်ခုကြာပြီးမှ One Friday Fight ရဲ့ပြိုင်ပွဲကြီးတစ်ခုမှာပြိုင်ဘက်တွေအများကြီးပြန်လည်ပါဝင်လာတာဖြစ်ပါတယ်ခုချိန်မှာအများဆုံးပါဝင်ခဲ့တာကတော့9ယောက်ပါဝင်တဲ့ပြိုင်ပွဲရှိခဲ့တယ်ပေါ့လေအဲ့နောက်ပိုင်းမှာအများဆုံးပါတာတော့2ယောက်စီပဲပါတော့တယ်အခု တကြော့ပြန်ပြီး3ရောက်တော်နေရာဘေးခံရတယ်ဆိုတော့1 Friday 5 112ပြန်ပွဲကြီးကိုပြည်သက်တွေကစိတ်ဝင်စားရှိနေခဲ့ကြတယ်အဲ့တော့1 Friday 5 112ပြန်ပွဲကြီးမှာမြန်မာ fighter တွေကပထမဆုံးပွဲထွက်လာတာတော့သုတ်ထားမြောက်ပွဲစဉ်မှာပွဲထိုးရတဲ့ Somme Min ဖြစ်ပါတယ် Somme Min ကဒီပွဲကို Australia fighter Josh နဲ့ထိုးခဲ့ရတာပါပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်ကျွန်တော်က Somme Min ပထမပွဲကြီးမှာအမောက်သိလိုက်လို့ရလိမ့်မယ်လို့ထင်ခဲ့တာဗျာ စောမင်းကြီးပဲတာနေတာဟုတ်ရေကန်ချက်တွေလက်သီးချက်တွေဒရဇက်ပစ်လို့ပြီးတော့ Josh ကိုဖိအားပေးထားတာ Josh ကနလန်းအောင်မထူနိုင်ဘူးတိုင်းမဲ့အလဲထုတ်ရဒီမဖြစ်လိုက်ဘူးဗျနည်းနည်းစောမင်းကဟိုလိုအပ်ချက်လေးရှိသွားပြီးတော့ပထမပွဲကြီးကသူ့အသာစီးနေထိုင်နေပြီးသွားတယ်အဲဒုတိယပွဲရှိပေါ့ဒုတိယပွဲရှိ round 2မှာလဲကျွန်တော်ထင်ခဲ့တာစောမင်းတော့တကွက်လောက်ထိတိမိဖြစ်ရင်ပြီးပြီလို့ထင်တာဒါပွဲရမှာပြတ်ဘူးဗျစောမင်းကအသာစီးရတော့ထိုးနေတယ်ဒါပေမဲ့ Josh ကိုအမှောက်မသိနိုင်ဘူး လည်းမထုံးနိုင်ဘူးအဲ့လိုဖြစ်နေတတိယပွဲကြီးရောက်လာတယ်အဲဘာပြောပေါ့ပထမနှစ်ကြီးကကိုရီဖိုင်တာအမှတ်နဲ့တာထားပြီဆိုတော့အားလုံးကဒီပွဲမှာလဲဟိုအလဲထိုးတဲ့အနိုင်မရရင်တော့ထိမ့်ပြီးတော့အမှတ်နဲ့အနိုင်လောက်မလို့ထင်ထားတာပေါ့ဒါတတိယပွဲကြီးမှာအလဲပြောင်းစားဖြစ်လာတယ်ဘယ်လိုဖြစ်လာလဲဆိုတော့ Australia fighter George ကပထမနှစ်ကြီးမှာသူခံထားတော့လုံးဝတိုက်စစ်ဖွင့်ပြီးတော့ဒူးော်ထားမိကုံရောင်းကစားလာအဲ့မှာရင်စောမင်းပြလာတယ် George ရဲ့တရောင်ချက်တွေ ထီလိုထီရှီကန်ချက်တွေထီလိုထီလက်စည်ချက်တွေထီလိုထီနဲ့ဒီမျက်နှာမှာကွဲပြဲတိဖြစ်သွားတယ်သွေးတွေပါရောထွက်သွားတယ်ပေါ့အဲ့အချိန်မှာစောမင်းကတက်လုံးလဲကြာသွားတယ်ကစားကလည်းမကောင်းတော့ဘူးထိုးအားကလည်းပထမပွဲကြီးတည်းကမကောင်းတော့ပဲဟန်ချက်ပါပြည့်ဝင်သွားတော့ကျွန်တော်ဟာသွားပြီလားပေါ့စိုးရင်သွားတာပေါ့ဒါပေမဲ့ရှေ့ရနှစီမှာအလဲထိုးနိုင်မယ်လို့ကိုကထင်ခဲ့တာတတိယပွဲစီမှာကြာတော့ကိုကစောမင်းတော့အလဲမထိုးနိုင်တော့ဘူးအမှတ်နဲ့ဆုံးဖြတ်ရင်တော့အမှတ်အသာစီးနဲ့နိုင်မဲ့အနေအထားမျိုး ရှိပါသေးတယ်လို့မျှော်လင့်နေတဲ့အချိန်မှာပဲအလဲထိုးတဲ့အချိန်လေးဖြစ်လာတယ်။တကယ်ကိုမတင်မှတ်တဲ့အချိန်မှာကမ်ဘက်ဖြစ်ပြီးတော့ဆောင်းမင်းလဲထိုးသွားခဲ့တာ။ဂျိုးစ်က "तू ကအလဲထိုးကိုအာသံပြီးတော့ तू ကအသာစီးရတယ်ဆိုတော့တံတောင်းလေးလက်စည်ချက်တွေပြသွင်းပြီးတော့ဆောင်းမင်းစီကတ်ပြီးတော့ဝင်သွားချိန်မှာဆောင်းမင်းရဲ့လက်စည်ချက်ချက်ကသူ့ကိုပြန်ထိသွားတယ်။ထိသွားချိန်မှာ तू ခံချက်ပြပြီးယိုင်သွားတယ်။ယိုင်သွားတဲ့အချိန်မှာဆောင်းမင်းကသူ့လက်စည်ချက်တွေကိုတရဇတ်ဆိုလိုပြစ်လွတ်လိုက်တဲ့အချိန်မှာဂျိုးစ်ကကျိုးဝမ်းချက်မင်းတကူလဲကြသွားတယ်။လဲကြသွားတော့ဒီ knock down ကြတဲ့အချိန်မှာကျိုးဝမ်းတိုင်လူကြီးကအမတ်စင်ရတော့ ထမကျွန်တော်တင်တာအပြန်ထလာနိုင်အောင်ပွဲတော့ဆက်ထိုးရမယ်။ဘာပြောစောမင်းနေနဲ့အခုလိုနောက်တောင်းကြအောင်ထိုးလာနေတဲ့အတွက်လုံးဝအသာစီးဖြစ်သွားပြီ။ကံကောင်းရင်တော့ဆက်ပြီးတော့အသာစီးရကစားမျိုးပြန်မြင်ရနိုင်တယ်ဆိုပြီးတော့ညှော်လင့်နေချိန်မှာဂျိုးစ်ကပြန်ထလာတယ်။ဒါပေမဲ့ဒရင်တရံဖြစ်နေပြီ။ဒရင်တရံဖြစ်ပြီးတော့ဒန်လူရအမှတ်စဉ်တော့ဆက်ပြီးရေးပြတယ်တော့ဘီကာနီမှာဒန်လူရတိလိုက်တယ်။ဟိုတယောက်ကမူးဝေပြီးခိုးရိုင်းဒီရိုင်းနဲ့လျှောက်ပြီးပြေးတဲ့နေထောင်ဖြစ်နေတော့ချက်ချင်းမဲ့ပွဲကိုရန်နာပြီးတော့ဟိုစောမင်းမင်းကိုအနိုင်ပေးလိုက်တယ်ပေါ့လေ။ ဆောင်းမင်းအတွက်ဝမ်းသာပါတယ်သူဟာဝမ်းမှာအရင်တော့ကဆို MMA ထိုးခဲ့တဲ့ fighter တယောက်ဒီပွဲကတော့ဒါသူမွေထိုင်းနဲ့ပြန်ပြီးတော့ဝမ်းနဲ့ကိုတယောက်ပြန်လဲဝင်လာပေါ့လေဝမ်းရဲ့တယောက်ပြန်ခီကိုအနိုင်ရလနဲ့တူအစာပြူလနဲ့အတွက်ဒါဆောင်းမင်းအတွက်တော့ကောင်းမွန်ခြင်းရလတစ်ခုပါပဲဒါပေမဲ့ဒီနေ့ပွဲထိုးတဲ့အချိန်မှာတတိယပွဲစီမှာရုပ်ပြဆင်းပြဆိုသလိုဒီအထုံမှုရောကြသွားတာတွေထိုးအားရောကြသွားတာတွေတက်လုံရောကြသွားတာတွေဒါတွေကိုတော့ဆောင်းမင်းရှီလိုင်းပွဲစီမှာ ပြင်ဆင်နိုင်မှုလိုပါတယ်အဲ့ဒီအားနည်းချက်တွေကိုပြင်ဆင်ပြီးရှေ့လာမဲ့ပွဲစဉ်မှာလည်းအခုပွဲမှာလိုပဲအနိုင်ရလောက်ကိုအယိုက်ပြီးပြိသက်တွေကိုပြောင်းရွှေ့မှုတွေပေးနိုင်ပါစေလို့စောမင်းအတွက်ဆုတောင်းပေးရပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ